အားလုံးမင်္ဂလာပါခင်ဗျာ knowledge sharing channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့အသုံးပြုနေကြတဲ့ Android ဖုန်းတွေရဲ့အသက်သွေးကြောဖြစ်တဲ့ Gmail account လေးတွေရုံကြုံမှုရှိရလားမရှိဘူးလားဆိုတာကိုစနစ်တကျစစ်ဆေးလို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါကိုယ့်ရဲ့ Gmail account လေးဘယ်လိုမျိုးလုံခြုံမှုရှိအောင်လုပ်ရမလဲဆိုတာကိုလည်းကျွန်တော်နေနေဒီဗီဒီယိုလေးမှာချက်ပြီးတော့မျှဝေပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်ပေးဖို့လည်းကျွန်တော်နေနေအကြံပြုချင်ပါတယ်ခင်ဗျာ โอเคပါပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲက Gmail software လေးတဲ့ကိုဝင်ပေးလိုက်ပါခင်ဗျာ Gmail software လေးတဲ့ကိုရောက်ပြီဆိုရင်တော့ညာဘက်ပေါ်ထောင်းမှာရှိတယ်ကျွန်တော်ကိုယ့်ရဲ့ Google account logo လေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါပြီးရင်တော့ဒီအောက်မှာရှိတဲ့ကျွန်တော် manage your google account ဆိုတဲ့ SPI အောင်စာတန်းလေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါ โอเคပါဒါဆိုရင်တော့ကျွန်တော် Google account setting ထဲကိုရောက်သွားမှာဖြစ်ပါတယ် Google account setting ထဲကိုရောက်ပြီဆိုရင်တော့ဒီအပေါ်မှာရှိတဲ့ကျော်တက်ဘားလေးတွေကလေးခုမြောက်မှာရှိတဲ့ security ဆိုတဲ့တက်ဘားလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါ โอเคပါဒါဆိုရင်တော့ဒီအပေါ်ဆုံးမှာရှိတဲ့ you have security recommendation ဆိုတဲ့နေရာမှာကျွန်တော်ဒီမှာအမှအဝါရောင်လေးပြနေတယ်ပေါ့နော်အဝါရောင် exclamation mark လေးနဲ့ပြနေတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ Google account ကြီး mail account တွေကလုံခြုံမှုမရှိဘူးဆိုပြီးတော့ကျွန်တော်တို့လည်းယူဆလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့လုံခြုံမှုရှိအောင်လုပ်ဖို့အတွက်ဆိုရင်တော့ဒီထဲကိုထည့်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်ဝင်ဖို့အတွက်ဆိုရင်တော့ဒီအောက်မှာရှိတဲ့အပြာရောင်စာတမ်းလေးနဲ့ protect your account ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါ โอเคပါဒီမှာဆိုရင်တော့အဝါရောင်စာတန်းလေးနဲ့ပြလာပြီပေါ့နော်ကျွန်တော်တို့ဒီပေါ်ဆုံးမှာဆိုရင်တော့အဝါရောင် sign in and recovery မှာဆိုရင်တော့ကျွန်တော်အဝါရောင်ကြီးနဲ့ပြနေတယ် safe router တွေမှာဆိုရင်တော့ကျွန်တော်အပြာရောင်နဲ့ပြနေတယ်ဒီအောက်ကနှစ်ခုမှာဆိုရင်တော့ကျွန်တော်တို့အမှန်ကြီးအစိမ်းရောင်လေးနဲ့ဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ဒီ ဒီနေရာမှာရှိတဲ့၄ခုစလုံးကိုကျွန်တော်တို့အမှန်ကြီးအစိမ်းအောင်၄ခုစလုံးဖြစ်မှာဒါကျွန်တော်တို့ရဲ့ Google အကောင့်လေး Gmail အကောင့်လေးကလုံခြုံမှုရှိတယ်လို့ကျွန်တော်တို့လည်းသတ်မှတ်လို့ရမှာဖြစ်ပါတယ်။ဆိုတော့ကကျွန်တော်တို့အနေနဲ့အပေါ်ဆုံးမှာရှိတဲ့ Sign in and Recovery ရဲ့ညာဘက်ရှမ်းမှာရှိတဲ့ကျွန်တော် Down Arrow လေးကိုနှိပ်ပြီးတော့ကြည့်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီ Google အကောင့်လေးထဲမှာကျွန်တော်တို့ဘာတွေမထည့်ရသေးဘူးလဲဆိုရင်တော့အပေါ်မှာဆိုရင်တော့ဖုန်းနံပါတ် ဖုန်းနံပါတ်မထည့်ရသေးဘူးအောက်မှာဆိုတော့ recovery email ဆိုတာဒီမထည့်ရသေးပါဘူးကျွန်တော်လည်းဘာကြောင့်ဒီလိုမျိုးပြလဲဆိုရင်တော့ကျွန်တော် Google account ဝင်တော့ကကျွန်တော်ဖုန်းနံပါတ်တွေမထည့်ခဲ့ဘူး recovery email တွေကိုလည်းကိုယ်နဲ့မထည့်ခဲ့ဘူးဆိုရင်တော့ကျွန်တော်ရဲ့ Google account ဟာကျွန်တော်ရေရှည်မှာကျွန်တော်အဲ security ဘိုင်းနေနဲ့ဘောတော့လုံခြုံမှုမရှိနိုင်ပါဘူးဆိုတော့ကကျွန်တော်တို့နေတဲ့ဖုန်းနံပါတ်ထည့်ဖို့အတွက်ဆိုရင်တော့ဒီပေါ်မှာရှိတဲ့ဖုန်းနံပါတ်ရဲ့ညာဘက်ခြမ်းက@ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဖြည့်ပေးရမှာဖြစ်ပါတယ် โอเคပါကိုရဲ့ကိုအမြဲတုံးနေတဲ့ဖုန်းနံပါတ်လေးကိုဒီနေရာမှာဖြည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာတော့ကျွန်တော်တို့ကိုရဲ့ screen lock လေးကိုဖြည့်ပေးလိုက်ပါโอเคပါဖုန်းနံပါတ်ရိုက်ဖို့အတွက်ဆိုရင်တော့ဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုတခြားလေးရိုက်လိုက်ပါရိုက်ပေးလိုက်ပါโอเคပါကိုယ့်ရဲ့ဖုန်းနံပါတ်လေးရိုက်ပြီးပြီးမှန်ပြီဆိုပြီးဆိုတော့ဒီမှာရှိတဲ့ save ဆိုတာလေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ Okay ပါဒါဆိုတော့ကျတို့ရဲ့ recovery phone number ပေါ့နော်ကျတို့ဒီ account တကုတ်ကုတ်ဖြစ်သွားခဲ့တည်ရှိတော့ကျတို့ပြန်ပြီးတော့ယူလို့ရအောင်ကျတို့အဲ phone number လေးကိုထည့်ပေးရတာဖြစ်ပါတယ် Okay ပါကိုရဲ့ phone number လေးမှန်တော့မှန်မှန်လားတေချာအောင်စစ်ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ yes confirm ဆိုတာလေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ Okay ပါ ျွန်တော်နဲ့ဂျီမေးပေါ့နော် recovery ဂျီမေးထည့်ကျင်နေဆိုရင်လည်းကျွန်တော်နဲ့ဒီနေရာမှာထည့်လို့ရပါတယ် recovery ဂျီမေးထည့်ဖို့အတွက်ဆိုရင်တော့ကိုယ်မှာကျွန်တော်ဖွင့်ထားတဲ့တခြားဂျီမေး account တစ်ခုခုတော့ရှိဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ်အနေနဲ့ဒီ recovery ဂျီမေးရှိမှသာကျွန်တော်ရဲ့ဂျီမေး account log ကျသွားတာပဲဖြစ်ဖြစ် password မမှတ်မိတော့တာပဲဖြစ်ဖြစ်ကျွန်တော်တခြားဖုန်းတစ်လုံးထဲမှာ log in ဝင်နေတာပဲဖြစ်ဖြစ်ဒီ recovery ဂျီမေးလေးတွေနဲ့ပဲကိုယ်အနေနဲ့ဆက်ပြီးတော့ဝင်လို့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ဂျီမေး အဲထက်ထည့်ခြင်းလေဆိုရင်တော့ဒီမှာရှိတဲ့ recovery email နေရာမှာကျွန်တော်တို့နဲ့တခြား gmail account တစ်ခုကိုကိုထက်ထည့်ပေးလို့ရပါတယ်။ Okay ပါကျွန်တော်ကတော့ဒီဗီဒီယိုမှာထည့်ပြမနေတော့ပါဘူး။ကျွန်တော်တို့ recovery gmail ထည့်တဲ့ဗီဒီယိုလေးကိုလည်းဗီဒီယိုလေးရဲ့ comments အောက်မှာကျွန်တော်ချပေးထားပါမယ်။ โอเคပါဒီမှာဆိုရင်တော့အမှန်ကြီး3ခုဖြစ်သွားပြီပေါ့เนาะခုနအမှန်ကြီး2ခုရှိတာကနေခုဆိုရင်တော့အမှန်ကြီး3ခုဖြစ်သွားပါပြီအပေါ်ဆုံးမှာရှိတယ်ကျွန်တော်တို့အပြာရောင်လေးဖြစ်ဖြစ်နေတာကိုကျွန်တော်အမှန်ကြီးဖြစ်ဖို့အတွက်ဆိုရင်တော့ဒီညာဘက်ချမ်းမှာရှိတဲ့တောင်းရဲတို့လေးကိုနှိမ့်လိုက်မယ်ပြီးရင်တော့ဒီမှာရှိတဲ့ continue ဆိုတာကိုဆက်နှိမ့်ပေးလိုက်ပါခင်ဗျာโอเคပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ turn on ကိုနှိမ့်ပေးလိုက်ပါဒါဆိုရင်တော့ကျော်တို့ရဲ့အမှန်ကြီးလေးက၄ခုစလုံးဖြစ်သွားပါပြီ။ဒါဆိုရင်တော့ကျော်တို့ your account is now protected ဆိုပြီးတော့ဒီမှာကျော် ်နောက်ကိုပြန်ထွက်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ refresh လေးလုပ်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ခုနအဝါရောင်း exclamation mark လေးကနေပြီးတော့ဒီမှာအစိမ်းရောင်းကျွန်တော်တို့အမှန်ကြီးလေးဖြစ်သွားပြီပေါ့နော်ဒီလိုပုံမျိုးလေးပေါ်သွားပြီဆိုရင်တော့ကျွန်တော်ရဲ့ Gmail account ဟာလုံခြုံမှုရှိသွားပြီလို့ကျွန်တော်လည်းတတ်မှတ်လို့ရပါတယ်ခင်ဗျာ okay ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ Android phone တွေအသက်သွေးကြောဟာဒီ Gmail တွေပဲဖြစ်ပါတယ်ဒီ Gmail တွေတခုခုဖြစ်သွားခဲ့ရင်ကိုယ့်ရဲ့ YouTube channel တွေကိုယ့်ရဲ့ Facebook account တွေတခြား game server နဲ့ game တွေကျွန်တော်တို့ login ဝင်ထားတာတွေလည်းကျွန်တော်တို့နေနဲ့ကိုယ့်အနေနဲ့ login ဝင်လို့ရတော့မှာမဟုတ်တော့ပါ ဘူးဆိုတော့ကကျွန်တော်အနေနဲ့ကိုယ့်ရဲ့ Android phone နေ ကိုက Android ဖုန်းနဲ့အသုံးပြုနေတယ်ဆိုရင်တော့ကိုယ့်ရဲ့ Gmail အကောင့်လေးကိုစနစ်တကျနဲ့မဖြစ်မနေလုံခြုံမှုရှိဖို့အတွက်ကျတို့စနစ်တကျ recovery Gmail ရေဖုန်းနံပါတ်တွေကျတို့ two step တွေဒါတွေကိုအမြဲတမ်းဖွင့်ပေးထားဖို့လိုပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့ YouTube channel တွေဖွင့်ထားတဲ့ဆိုရင်တော့ဒါပို့ပြီးတော့အရေးကြီးပါတယ်ကိုယ့်ရဲ့ Gmail အကောင့်လေးကိုတခြားသူတွေလက်ထဲမှာပါသွားရအောင်ဒီလိုမျိုး setting လေးတွေလည်းကိုယ့်အနေနဲ့ချိန်ထားပေးဖို့လိုပါတယ်လို့ပြောရင်လည်းဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ okay ပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းလားလေးတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာ ဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ